ဘရုံးသမိုင်းမှာကိုကိုသွင်းယူမိခဲ့လို့လောက်ချန်ခံရတဲ့လူရှိခဲ့ပါတယ်။မရွယ်ပဲဖြစ်ခဲ့တဲ့အရာကနေကိုကိုသွင်းယူမိခဲ့တဲ့ကိစ္စတွေကအများကြီးပါ။အထူးသဖြင့်နောက်ခံလူတယောက်အတွက်ဆိုရင်ဒီအချိန်လေးကပိုရုံးတော်နေဆက်ပါသေးတယ်။1994ခုနှစ်ဇူလိုင်လ2ရက်နေ့ကကမ္ဘာဘရုံးလောကနဲ့ကိုလံဘီယာဘရုံးလောကအတွက်ပေါင်းမတဲ့နေ့တင်းတွေဖြစ်ခဲ့ပါတယ်။ကိုကိုသွင်းယူမိခဲ့လို့အသက်ပါပိဆက်ခဲ့ရတဲ့ဒီကစားသမားရဲ့ဖြစ်ကလည်းဝမ်းနည်းပဲကောင်းလာပါတယ်။ဒီကစားသမားရဲ့နာမည်ကတော့ Andrew Escobar လို့ခေါ်ပြီးဘဟုနောက်ခံလူဖြစ်ဘရုံးကစားပါတယ်။သူ့ဟူတော့1969ခုနှစ်မလ16ရက်နေ့မှာ ကိုလံဘီယာနိုင်ငံဘန်ဒဲနေမြို့မှာမွေးဖွားပါတယ်သူကကစားသမားဘဝကိုအတလန်တီကိုနေရှင်နယ်ကလပ် PSC ရန်ဝိုင်းကလပ်နဲ့ကိုလံဘီယာလယ်ယူစင်တင်းတွေမှာကစားခဲ့ပါတယ် MDS ပိုဘာဟာရင်းချေးတင်ဝင်ခြင်းနဲ့အတူတန်ရှင်းတက်ရတဲ့ကစားဟန်တွေကြောင့်ပဲတက်ဂျက်တန်မန်လို့နာမည်ပြောင်းရခဲ့ပါတယ်သူပါဝင်တဲ့ကိုလံဘီယာအသင်းဟာ1994ကမ္ဘာဖလားခြေစစ်ပွဲတွေမှာရန်လက်တွေကောင်းခဲ့ပြီးအာဂျင်တီးနားအသင်းကိုတော့၅ခုပြန့်နိုင်ရခဲ့တာကြောင့်ကိုလံဘီယာသားတွေကနိုင်ငံအသင်းကိုများလိမျှော်လင့်ခဲ့ကြတယ် ကဖလာမလေးပိုလန်ပြည်အသင်းဟာအင်ရှင်အမေရိကန်ရူမေးနီးယားနဲ့ဆွစ်ဇာလန်အသင်းတို့နဲ့အုပ်စုအိမ်မှာကျောင်းနေပြီးနောက်ဆုံးကိုတက်ဖို့ဂျပန်ဆောင်းလုံးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာကိုလံဘီယာနိုင်ငံရဲ့မူကြီးစေဝါးဂိုင်းနေတဲ့နောက်မစားဂိုင်းတွေကြီးထွားနေခြင်းနဲ့ဖြစ်ခဲ့တယ်။ဘောလာ၁၈ရက်နေ့ကိုလံဘီယာအသင်းရဲ့ပထမဆုံးပွဲဥတ္တမှာရူမေးနီးယားအသင်းကိုအန်အားသင့်ပွဲ၃ဂိုးတစ်ခုနဲ့ရှုံးနိမ့်ခဲ့ပါတယ်။နောက်ဆုံးတက်ဖို့ဆိုအမေရိကန်နဲ့ကစားရမယ့်ဒုတိယပွဲကိုအနိုင်ရမှသာဖြစ်မှာပါ။ကိုလံဘီယာအသင်းဟာအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့အင်ရှင်အမေရိကန်နဲ့ကစားခဲ့တဲ့ပွဲမှာ နောက်ခံတို့ NDS ကိုပါရဲ့ကိုယ်ကိုသိမှုကြောင့်ငကိုတကုန်းနဲ့ထပ်ရှုံးနေခဲ့ပါတယ်။ဒီဘက်မှာကိုယ်ကိုသိမှုမိခဲ့တဲ့ဒီသားသမားကိုအားလုံးကဝမ်းမပစ်နိုင်ခဲ့ပါတယ်။နောက်တစ်ဆင့်ကိုတက်ဖို့ခက်ခဲသွားတဲ့ကိုလံဘီယာသင်းဟာနောက်ဆုံးဝေးစားမဲ့ဆွစ်ဇာလန်နဲ့ပွဲကိုအနိုင်ရဖို့လိုပြီးတစ်ဖက်ရူမေးနီးယားကအမေရိကန်သင်းကိုရှုံးသွားမှရမှာပါ။ကိုလံဘီယာဟာဆွစ်ဇာလန်ကိုအနိုင်ရပေမဲ့လည်းတစ်ဖက်ရူမေးနီးယားကအမေရိကန်ကိုထပ်နိုင်သွားတဲ့အကြောင်းအုပ်စုသင်းကလည်းလက်ပြန်ခဲ့ရပါတယ်။ကိုယ်တို့ကဘာကလာပြန်ဝင်လာစော်စီထွက်လာရခြင်းဟာအုံကိုသိမိခဲ့တဲ့ NDS ကိုပါအကြောင်းလို့ဆိုပြီးကိုလံဘီယာသားတွေကတော်တော်ထွက်ခဲ့ပါတယ် နောက်ရအနေငယ်ကြမှာတော့ Andreas Kovacic ကို NBA ပြုတဲ့ချင်းရောက်စာပဲတောက်ချရခဲ့ပြီးမိသားစုကိုလည်းချင်းရောက်တာတွေခံရရပါတယ်။ဆိုရင်တော့၂ရက်နေမှာ Andreas Kovacic မက်ဒန်နေမျိုးရှိနိုင်ငံတကူမှာပျော်ပါနေခဲ့ပြီးမနက်၃နာရီချိန်မှာတော့သူ့တငယ်ချင်းတွေလမ်းခွဲကကားပါကင်ကိုထွက်လာပါတယ်။အဲဒီအချိန်မှာတနက်သမား၃ဦးက Andreas Kovacic နဲ့တွေ့ပြီးစကားမပြောပါဘူး။အဲဒီတော့သူတို့ဟာကိုနမီယောနောက်ခံလူကိုတနက်နဲ့ဆက်လက်ချက်အထိပြစ်ခတ်ခဲ့ပြီးတနက်တစ်ချက်ပြတိုင်းမှာ goal rule open လုပ်ချင်ခဲ့ပါတယ်။ဒီလိုလုံးချန်သူတွေထဲမှာဟမ်ဘန်ဒူကက်စတိုမူနိုတူတူတွေကဖမ်းမိခဲ့ပြီး ကျွန်တော်ဥကရောဖက်စင်နိုင်ငံကြီးမရှိပါဘူးဖမ်းမိခဲ့တဲ့ဟမ်ဘာတို့မူနိုဟာမူရီစီဘောကိုင်းနေတဲ့ဆက်သွယ်ရှိတယ်လို့ဒေါမန်စာကော်မတီနဲ့လည်းအလုပ်ပွားလုပ်နေတယ်လို့ကိုလံဘီယာအသင်းရဲ့ရှုံးမွေးနေကြောင်းသူရဲ့ဘဝကိုများစွာထိခိုက်စေခဲ့လို့တနက်နေ့ပြစ်ခတ်လုပ်ကြတယ်လို့ခံခဲ့ပါတယ်အရီယက်ကူပါရဲ့နာရီကိုပြည်သူရှစ်တောင်းမှုဆောင်ခဲ့ပါတယ်။ကိုရွန်ဘိုးရဲ့ရလာကွင်းထဲမှာပဲမူတည်ရဲဆိုပေမဲ့ပွဲထဲမှာအမှားလုပ်မိခဲ့တဲ့အန်ဒရီးအက်စ်ကူပါတယောက်ကတော့ဘဝနေရင်ပြေးဆက်ခံခဲ့ရပါတယ်။